လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကာလအခါကကဘာမြေရဲ့အလေဘဟုဖြစ်တဲ့မင်းစီမဒေတာမှာလောကသားအလုံးတို့ထက်အမျက်ဆုံးဖြစ်တဲ့သူတော်ကောင်းတစ်ပါးပေါ်ထွန်းခဲ့ပါရယ်တတလောကဩဃာသလောကသင်္ခါရလောကလို့ဆိုရဲလောကသုံးပါးကိုသိတော်မူသောကြောင့်ဗုဒ္ဓလို့အမည်နာမထင်ရှားတော်မူခဲ့ပါရယ်ဗုဒ္ဓတည်သူ thank you ထိုစဉ်ကာလမြစည်းမဒေတာမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမသာသနာတော်စတင်ထွန်းကားခဲ့ပြီးနောက်လောကတစ်ခွေမှာမောဟအမောင်ကိုခွင်အလင်းဆောင်ခဲ့ပါတယ်။ဝိစင်းရဲ့မှထွတ်မြောက်ရာ နေယာနိကသာသနာတော်ဟာမြစည်းမဒေတာကိုအစပြု၍ကာလအလိုက်ကမ္ဘာဒေတာရရတူပြန့်နှံ့နေပါတယ်။ကမ္ဘာပေါ်ရှိဗုဒ္ဓသာသနာတော်ဆိုင်ရာပြယုံနေတယ် အရှိန်ဟုန်နဲ့တိုးတက်လာခဲ့တဲ့ရပ္ပုဒ္ဒရဲ့အဆုံးအမသဗ္ဗနာတော်ဟာရှေးဘူမီတို့လက်ထက်စောပိုင်းကာလများတွေကမိမိတို့မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီးယနေ့အချိန်ထိတည်တတ်နေဆဲဖြစ်ပါရဲ့အဲ့ဒီအထဲမှာတရားသဖြင့်ဆုံးမရသဗ္ဗနာတော်ဝင်မတရားဟုတရားတည်သောအသီးပွင့်များလှိုင်းလှိုင်းသီးပွင့်သည့်တိုင်အောင်ကျိုးပန်းကြမည်ဟုသောရွေးချက်ကောင်းများဖြင့်မဖြစ်မနေတင် जा မည်ပရိယံ မဖြစ်မနေကြင်ကြံကြိုးကုပ်အားထုတ်ပွားများမည်ပฏิပတ်သာသနာပြုလုပ်ငန်းများကိုဟန်ကျက်နေနေကျင့်ဆောင်နေသောသာသနာပြုဥယျာဉ်ကျောင်းနိုင်ကြီးဟာလေခန္ဓာထေဝါစွာပါဝင်နေပါလေမြတ်စွာဘုရားရှင်ရဲ့အဆုံးမှာတော့ကျောင်းတိုက်ဦးစီးတည်ထောင်သူအောင်လန်ဆရာတော်ဘုရားကြီးရဲ့သောမနစ်အာထုံမှုနဲ့ညွန်ကြားခြင်းများအစုံမှညွန်ကြားခြင်းများအတိုင်းကျင့်ဆောင်ကြရတဲ့ တပည့်ယဟန်သာမဏေများဗတ်ပေါင်းစုံမှဝိုင်းဝန်းထောက်ပံ့ကြတဲ့ဥပဒကာဥပတိကာများ၏စုပေါင်းစွမ်းအားများဖြင့်ဓမ္မဝိနည်းသာသနာနှင့်သာသနိကအဆောက်အအုံများဖြင့်ခန်းနာစွာတည်ရှိနေတာတော့ရန်ကုန်တိုင်းဒေသကြီးလှဲကူးမြို့နယ်မှာတည်ရှိတဲ့သာသနာပြိုးဥယျာဉ်ကျောင်းတိုက်ကြီးပဲဖြစ်ပါတယ်။ ကဘာရဲ့ရက်တို့မြတ်ဗုဒ္ဓရဲ့သာသနာရောက်ရှိခဲ့ပေမဲ့ယနေ့ခေတ်ကာလမှာတော့ဗုဒ္ဓသာသနာအမှန်တကယ်ထွန်းကားတဲ့နိုင်ငံအနည်းငယ်သာရှိပါတော့တယ်။အဲဒီအနည်းငယ်ထဲမှာမိမိတို့မြန်မာနိုင်ငံဟာအထွန်းကားဆုံးဖြစ်ပြီးပရိယတ်ပฏิပတ်ပฏิဝေဒသာသနာတော်၃ရက်လုံးတည်ရှိနေပါတယ်။တစ်ဆက်ထဲမှာတနည်းတခြားရုပ်ရောမှုတွေရှိနေတယ်ဆိုတာကိုလည်းအားလုံးအသိပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင် ဖြစ်သူများတွေမှာပဲတချို့မှာသာသနာ၃ရက်လုံးနဲ့ကင်းကွာနေကြရာသာသနာတော်အတွက် ဝန်းနေပွဲပြီးဖြစ်ပါတယ်သဒ္ဒနာဝိနည်းအများစုကတော့ဗုဒ္ဓမြတ်စွာရဲ့အဆုံးအမစာပေများ သင်ကြားပို့ချမှုသင်ယူမှုများကို စွန်းစွန်းတမန်လှုပ်ဆောင်နေကြဆဲဖြစ်သည့်အတွက်ပရိယတ်တီသာသနာတော်ထွန်းကားနေသည်မှာအမှန်ပဲဖြစ်ပါတယ်။အဲ့လိုတင်ကြားပို့ချနေကြတဲ့သာသနာဝန်ထမ်းများတွေမှာလည်းအစုံမတော်တိုင်းနေထိုင်မှုကျင့်ကြံမှုတို့နှဲပါလာသောကြောင့်ပฏิပတ်တီသာသနာတော်အတွက်စိတ်အားမရပွေဖြစ်ရပါတယ်။ပฏิပတ်အကျင့်မြတ်ကိုကျင့်ကြံကြသူများတွေမှာလည်းဗုဒ္ဓမြတ်စွာဟောကြားတော်မူသောအာတာပီတန်ပါဇာနောတတိမာစာရဲ့ မဟာသတိပဋ္ဌာနာသုတ်တော်လာပြည့်စုံရမယ့်အင်္ဂါရများနဲ့ပြည့်စုံပြီးကျင့်စဉ်လမ်းကြောင်းမှန်ပေါ်မှာလမ်းဆုံးသည့်တိုင်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်ပွားများကြသူမှာအလွန်မေနေပါလာသောကြောင့်အကျင့်ပေါမြောက်မှုပฏิဝေဒသာသနာတော်ဟာပျောက်ကွယ်လူနည်းဖြစ်နေပါတော့တယ်။ သနာပြုရင်ကြောင်းနိုင်ရဲ့အမြင့်ဆုံးရွေချက်ကတော့မြတ်စွာဘုရားရှင်လက်ထက်တော်ကာလလို့ဇံရမယဘူရအရိယာသူတော်ကောင်းများစွာပေါ်ထွန်းပြီးသာသနာတော်မြတ်ကြီးနေလိုလလိုပြန်လည်ထွန်းပစေရန်ဖြစ်ပါတယ်။ ီလိုရွယ်ချက်ကောင်းနေတဲ့တည်ထောင်ထားတာဖြစ်တဲ့သာသနာပြုဝင်ကျောင်းလိုက်ကြီးဟာတာမဏိငယ်ရွယ်ကလေးကမြတ်ဗုဒ္ဓရဲ့အဆုံးအမစာပေများသင်ကြားသင်ယူခြင်းပရိယတ်တိကဏ္ဍအဆုံးအမတော်တိုင်းလက်တွေ့ကျင့်ကြံကြိုးကုပ်အားထုတ်ပွားများခြင်းပฏิပတ်တိကဏ္ဍနှစ်ရက်လုံးကိုအခြေခံမှစ၍ကြကြနနထမ်းဆောင်နေပြီးပฏิဝေဒဆ ਾਇ ရမှုတိုင်အောင်ရည်ရွယ်ချက်ထားစူးစမ်းနေသောကြောင့် ယခုပစ္စုပန်နဲ့နောက်အနာဂတ်သာသနာတော်အတွက်ရှင်ကောင်းရှင်မြတ်ယဟန်ကောင်းယဟန်မြတ်များပေါ်ထွန်းလာစေရန်စနစ်တကျပြိုးထောင်မွေးထုတ်ပေးမယ့်နေရာကောင်းတစ်ခုဖြစ်ပါတယ်။ ွယ်ကူတဲ့လုံမဟုတ်ပေမဲ့လည်းဦးစီးတီထောင်သူအောင်လန်ဆရာတော်ကြီးရဲ့ထက်သန်သောစိတ်ဓာတ်နဲ့ဦးဆောင်မှုနောက်ပါတပည့်ယဟန်သာမဏေတို့ရဲ့ကြိုးစားအားထုတ်မှုသဒ္ဒနာပြုဥပဒ္ဒကအဖွဲ့ရဲ့အနီးကပ်စောင့်ရှောက်မှုအနေနဲ့ရရပြည်ရင်းပြည်ပမှာပြစ်စရတရားကားတို့ရဲ့တရားတရားထက်သန်စွာဖြင့်အစင်မပြတ်လှူဒန်းထောက်ပံ့မှုစသည်တို့ပေါင်းစည်းကယခုလိုစနစ်ကြတဲ့သဒ္ဒနာပြုဥယျာဉ်ကြောင့်လည်းပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ရင်ဧက150နီးပါးရှိတဲ့သာသနာမြေပေါ်မှာရှင်သာမဏေနဲ့ယဟန်တော်အပား200ကျော်ကတည်င်းသုံးသာသနာပြုလျက်ရှိပြီးတော့အနာဂတ်မှာရှင်သာမဏေအပား300နဲ့ယဟန်တော်အပား300တည်င်းသုံး၍ပရိယတ္တိဒူရာပฏิပတ္တိဒူရာနှစ်ဖြာတို့ကိုထမ်းဆောင်သွားကြမှာဖြစ်ပါတယ်။ ကထံဘုဒ္ဓတမေရတ္တိန်ဒီဝါဝီတိဝတ္တန်ဒီကိုယ့်ရဲ့ညရီနေ့တွေဘလို့ကုန်လွန်သွားသလဲဆိုတာကိုသာသနာဝင်တဲ့ရှင်ယဟန်းများဟာမပြတ်ဆင်ခြင်နေရမယ်လို့မြတ်စွာဘုဒ္ဓမိန့်ဟထားကြတာရှိပါတယ်။သာသနာဒီဥသော ပြိုးဥယင်ကြီးတွေကသာသနာပြိုးပင်ရှင်သာမဏေလေးများကိုနနက်အာယုံဥမာစာ၍ကျင့်ဝင်သိက္ခာများနဲ့အညီသာသနာတာဝန်များထမ်းစီကအဓိကအဖြစ်ဒူရနှစ်ဖြာဖြစ်တာမြင့်တိုင်အောင် ကုံဆုံးစေပါれ။တဏိတာသာသနာပြုလုပ်ငန်းစဉ်တပတ်တာတလတာတနှစ်တာစတဲ့သာသနာပြုလုပ်ငန်းစဉ်များဖြင့်စနစ်တကျသာသနာပြုရရှိပါれ။စနစ်တကျသတင်းသုံးသာသနာပြုနိုင်ရန်တာမဏိចောင်းဆောင်များစာပေသင်ကြားမိနေရများတရားဓမ္မကြင်ကြံအာထုံမိနေရများ ဘောဇနအာဟာရစနစ်တကျစီမံ၍ဖုံးပေးသုံးဆောင်မိနေရများကီလာနာပစ္စယဘေးတစ္ဆပရိခါရအတွက်စနစ်တကျတိဆောက်ထားတဲ့ဈေးကူသားဆောင်ဈေးယုံနဲ့ဈေးကူသားစနစ်စသည်များကို စနစ်တကျစီမံထားရှိတိဆောက်ထားပြီး တိဆောက်စေသာသနိကအဆောက်အုံများပါဝင်လိုအပ်ချက်ပေါ်မူတည်ပြီးထက်မှန်တိဆောက်မဲ့အဆောက်အုံများကိုလည်းစနစ်ကျနာမှုရှိစေရန်ကန္နာလိုက်စီမံဆောင်ရွက်လျက်ရှိပါသည်တာမဏိများကိုပြုစုပြောထောင်မှာတော့မိမိဆန္ဒပါဝင်မှုမိဘအုပ်ထိန်သူရဲ့ကြီးပြူစွာခွင့်ပြုမှုပါရှိသော ရှင်းနှစ်မှဆယ်နှစ်တွင်တာမဏိလောင်းများကသာစည်းကမ်းချက်များနှင့်စနစ်တကျလက်ခံပြီးကျောင်းတိုက်တွင်သာတာမဏိဘဝသို့ကူးပြောင်းခြင်းတာမဏိရပပိစမင်္ဂလာကိုစနစ်တကျပြုလုပ်ပါသည် Seattle, he wants to make our, uh, the novices in this school and the monks in this school to become great monks, novices, and anything for the whole world. And, uh, the main reason and the, the thing that I, that I, want to be is the person that, a person that can be relied, a novice that can be relied for all in Seattle and other monks in this life. 你看这张伟也中了。 မဲတော်နဲ့မဲတော်နဲ့ဒုတိယစကန်ဝင်ရပါတယ်။ဒီဟာစကန်ဝင်ပြီးအိမ်ပြန်ရောက်မှတော့အောင်လဲဆရာတော်ကြီးသုစုထားတဲ့သောတာပတ္တိမေကျန်ရှုပွဲကိုဖတ်ရှုခဲ့ပါတယ်။အရင်ကနွေရာတီကျောင်းပွဲမှာတရားထုတ်ခဲ့တဲ့တရားနဲ့ဒီတရားရရင်နဲ့စိတ်နဲ့နှခုပေါင်းပြီးတော့ဒီတဏှာပြုရင်ကျောင်းတိုင်းမှာဝိချင်းနဲ့စိတ်ဖြစ်ပေါ်လာခဲ့ပါတယ်။ကိုင်ကတော့ဒီသဒ္ဒနာပေါ်မှာနေကနောက်ဘက်ကထွက်တဲ့ခါကျမှဗတ်မဲ့လို့စေပူးထားပါတယ်။ တရားမရသေးတဲ့သူတွေတကယ်တရားရအောင်လုပ်မယ်။သာသနာမထွန်ကားတဲ့နေရာမှာသာသနာတွားပြုဖို့တော့ရည်ရထားပါတယ်။တမနီတလေးများကို ပထမ6လတာကာလအတွင်းစနစ်တကျသင်္ကန်းဝိယုံနီမှာစား၍သာသနာပေါင်မှာနေထိုင်မှုရှင်ကောင်းရှင်မြတ်တို့ရဲ့အမှုကျင့်တွေကိုသက်ဆိုင်ရာကျင့်ဝတ်သိက္ခာပုများနဲ့ညီစနစ်တကျအထူးပြုလက်တွေ့တင် जा ပေးပါရယ်ပฏิပတ်အခြေခံကြကြနနရရှိစေရန်ကျောင်းနိုင်တွင်သီးသန့်ပြုလုပ်တဲ့

ကျောင်းတိုက်တွေစနစ်တကျပြုစုထားတဲ့သင်ယိုးများနဲ့အခြေပြုတန်းများတွင်တင့်တော်သလိုတက်ရောက်တင် जा စီပါရယ်။အဲဒီနောက်မှာတော့ဖျားဟောဘော်ပိရိကတ်တော်များနဲ့စောစည်းစွာထီတွေ့ခွင့်ရတဲ့တာမဏီကျော်သင်ယိုးများကိုထီတွေ့တင် जा စီပါရယ်။ဇင်းတို့ဒီမှာပရိယတ္တိပညာရေးသွားတာနဲ့ပတ်သက်ပြီးတော့တာမဏီကျော်အတန်းကိုအဓိကဥတည်ပြီးတော့သွားတယ်။တာမဏီကျော်ပညာရေးကိုဥတည်ပြီးတော့သွားပါတယ်။ အဲ့ဒီတာမဏိကျော်ပညာရေးကိုဥတည်သွားတဲ့အခါမှာတာမဏိကျော်တန်းမတက်ခင်ဦးဇင်းတို့အောက်အခြေခံမှာ၃တန်းလောက်ထားတယ်နော်တရန်တရန်ကိုဦးဇင်းတို့6လ9လ8လစသည်သတ်မှတ်ထားပါအဲ့ဒီအတွင်းထဲမှာဗာလိသင်ကြားပေးလေဆိုလို့ရှိရင်သရာပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ဦးဇင်းတို့ပါဠိသိက္ခာနဲ့သရာကျင်းတို့ကထာတန်လာပါတို့နောက်ပြီးတော့ကြတော့သုတ်စင်တွေသုတ်နှက်တွေရုပ်တွက်တွေအထိပ္ပယ်တွေဆောင်းပုတ်တွေနံခိုင်းအချက်ခိုင်းစာဆက်တွေသရာပိုင်းဆိုင်ရာဆိုဒါတွေကိုသင်ကြားပေးပါ တင်းကြိုလို့ခေါ်တဲ့တင်းကဟာမှာဆိုလို့ရှိရင်တော့ဦးဇင်းတို့အဲစိတ်စစ်တသိပကိန်းရုပ်သမုတ်စီဆိုပြီးတော့ပိုင်း၅ပိုင်းကိုအခြေခံထဲမှာတစ်ခါလေးတင်ချပေးပါတယ်ဝီနီးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ရှင်ချင်းဝတ်ရှင်သာမဏေလေးတွေကျင်းရတဲ့ရှင်ချင်းဝတ်တွေနောက်တစ်ခုကတိခိယတွေဝီနီးဘေကုပါတိမောက်မှာဆိုလို့ရှိရင်ဦးဇင်းတို့ဏိဒန်းကနေစပြီးတော့အိတကိပါစိတ်ပြီးတဲ့အထိဦးဇင်းတို့အခြေခံမှာတင်ချပေးပါတယ်အဲ့ဒါတွေတင်ချပြီးတဲ့အခါမှာပဲဦးဇင်းတို့ခါရဲ ိုပထမပြန်မူလာအခြေပြုမူလာတန်းကိုဝင်ရောက်ဖြည့်ဆိုစေပါတယ်ခြေပြုမူလာတန်းဖြည့်ဆိုပြီးတဲ့နောက်မှာတော့သူတို့ဉာဏ်ရည်အလိုက်သာမဏေကျော်တန်းတက်နိုင်တဲ့သာမဏေတွေကိုသာမဏေကျော်တန်းတက်စီပြီးတော့သာမဏေကျော်တန်းတက်နိုင်လောက်တဲ့အခြေအနေမျိုးမရှိဘူးဆိုရင်တော့ဦးဇင်းတို့ပထမပြန်ငယ်လက်ကြီးဘက်ကိုဆက်လက်ပြီးတော့သင်ကြားစီပါတယ်ဆရာတော်ကြီးကအနာဂတ်သာသနာရေးကိုမျှော်မှန်းပြီးတော့ဒီမှာသာမဏေလေးတွေစတင်ပြီးတော့မွေးမြူတယ်မွေးမြူပြီးတော့ပရိယတ်တိ စာပေတင် जा ပေးတယ်ပရိယတိစာပေတွေတင် जा ပေးပြီးတော့သူတို့ဒီအချိန်တွေတခုရောက်တဲ့အခါမှာတရားကျင့်ရမယ်ဆိုပြီးတော့ဒီလိုလေးတွေလမ်းကြောင်းလေးတွေထားတယ်ဒီလမ်းကြောင်းလေးတွေအတိုင်းသွားကြတဲ့တာမဏေလေးတွေဒီနောက်တစ်ချိန်မှာသူတို့ဒီပရိယဘောပရိပတ်ပါဆွဲဆောင်ရကြတဲ့တာမဏေလေးတွေဖြစ်ပြီးတော့သူတို့ယဟန်တော်တည်တည်ဖြစ်သွားတဲ့အခါမှာတကယ်ကိုမြန်မာနိုင်ငံမှာအာကူရတဲ့အာကူအားထားပြုရတဲ့ယဟန်ကောင်းလေးတွေချစ်ကြပြီးတော့သာသနာအတွက်အများကြီးအားကိုးရမှာဖြစ်ပါတယ် ပရိယတ္တိကဏ္ဍတွင်ဖျားဟောဘောပိကတ်တော်များကိုကိုယ်တိုင်နားလည်သဘောပေါက်သည့်တိုင်အောင်လေ့လာနိုင်သည့်အထိရွေထားပြီးပဒါနာလုပ်ဖြစ်တဲ့ပฏิပတ်အချက်မြတ်ကိုလည်းနေ့စဉ်မပြတ်ပွားများစီပါရယ်ယခုလိုမျိုးဝိစင်းရဲမှထွက်မြောက်ရာနေယာနိကသာသနာတော်ဝယ်မတရားဖို့တရားတည်ဟူသောအသီးပွင့်များ ရှင်သန်သီးပွင့်နိုင်စီဖို့ဥယျာဉ်မှုဖြစ်တဲ့ဆရာသမားများရဲ့စောင်းလျှောက်တုန်တင်ဆုံးမပဲ့ပြင်မှုများနဲ့အတူ သာသနာတည်ဟူသော ပြိုးဥယျာဉ်ကြီးထဲမှာရှင်သန်ပွင့်လန်းနိုင်စေဖို့အနေနဲ့ရရမှပြိုးပင်ကောင်းတာမဏီလောင်းလေးများကိုလည်းနှစ်စဉ်လက်ခံလျက်ရှိပါတယ်မြတ်ဗုဒ္ဓရဲ့အဆုံးမှာတော့ပိရကတ်စာပေသင်ကြားခြင်းပရိယတ်ကျင့်ကြံအားထုတ်ပွားများခြင်းပฏิပတ်အကျင့်မြတ်တို့ကိုစီးကြကြကြသင်ကြားကျင့်ဆောင်သွားမယ် ာသနာပြုဥယျာဉ်ကျောင်း၌ကြီးဟာကျင့်ဝတ်သိက္ခာများနဲ့ညီတေသက်ကြနာခန္ဓာထေဝါစွာတည်ရှိနေတော်မှာဖြစ်ပါတယ်အသက်ရွယ်ငယ်ပြီမဲ့လေသာသနာစိတ်ကိန်းအောင်မှုနဲ့ရည်မှန်းချက်ခိုင်မောင်းမှုများကသာမဏေငယ်လေးများရဲ့ရင်ထဲနှလုံးသားထဲမှာ စွဲထင်လျက်ရှိနေပေတယ် ိုပိုင်ဆုံးဖြတ်ချက်များနဲ့မုံမြတ်သောသူတော်ကောင်းလမ်းစဉ်ကိုရှောင်လန်းနိုင်ခဲ့တဲ့ထက်သန်သောသာသနာစိတ်ဓာတ်များကိုလည်းမြင်တွေ့နိုင်ပါတယ်။ဒီနေရာဆိုရင်ဖြင့်အနာဂတ်သာသနာတော်တို့အားကိုအားထားပြုရတဲ့သာသနာဝင်နှန်းရှင်ကောင်းရှင်မြတ်ယဟန်ကောင်းယဟန်မြတ်များပေါ်ထွက်လာရေးအတွက်အဖို့တန်နေရာကြီးတစ်ခုပင်ဖြစ်ပေတယ်မဟုတ်ပါလား။တရားသဖြင့်ဆုံးမရမြတ်ဗုဒ္ဓရဲ့သာသနာတော်အရှိတီတန့်စီပင်ပြန့်ပွားစေဖို့အတွက်သာသနာပြုဥယင်ကျောင်းနိုင်ကြီးဟာ ောင်းလန်းစရာတော်ဘုရားကြီးရဲ့ဥဆောင်မှုနဲ့အတူနောက်ပါပရိသတ်များရဲ့စုပေါင်းစွမ်းအားများဖြင့်ခိုင်ခိုင်မာမာတည်ရှိနေမှာပဲဖြစ်ပါတယ်။ဟိုသာသနာမှာကကင်းလို့မရတဲ့အရာတွေရှိတယ်။ကင်းလို့မရတဲ့အရာတွေရှိတယ်ဆိုတာပရိယတ်နဲ့ပရိပတ်ဆိုတာကလည်းဟိုတကယ်တမ်းကျတော့ကင်းလို့ရတဲ့အရာမဟုတ်ဘူး။ပရိယတ်ကလည်းသင်ရမှာပရိပတ်ကလည်းကျင့်ရမှာပေါ့နော်။အဲ့တော့သင်မဲသင်ပြီးမကျင့်ရင်လည်းဟိုအသင်မဲရှိမှာ။ ယ်ကျင့်တော့ကျင့်တယ်မတင်ထားလို့ရှိရင်လည်းနှီးမားတွေကျင့်နိုင်တယ်အန်ဒီကြီးရဲ့အဲ့အတွက်ကြောင့်ပရိယနဲ့ပฏิပတ်ကနှစ်ခုစလုံးတွဲသွားရမှာဖြစ်ခြင်းကြောင့်အစဉ်တော်ကနှစ်ခုစလုံးကိုလှုပ်ဆောင်တာเนาะအဲ့တော့ဒါပေမဲ့တစ်ခုရှိတာကတော့ငယ်တုံးရွယ်တုံးမှာတော့တင် जा ဤကဏ္ဍကိုအစဉ်တော်အချိန်လေးများများလေးပူပေးထားတယ်အဲဒီအကျင့်ကဏ္ဍကိုကြာတော့ငယ်တုံးမှာတော့အချိန်ပြတ်မသွားအောင်ကလေးနဲ့တန်တဲ့လောက်ပဲအစဉ်တော်ကထားထားတယ်เนาะအဲ့ဒီလိုရှင်းနေအောင်ငယ်လို့ရှိရင်လည်း သင်တို့ကထိန်းချောင်းရတာအရင်အဆင်မပြေဘူးသူတကူရေကိစ္စသူမနိုင်တော့အဆင်မပြေဘူးသင်ခန်းတော်မနိုင်ရင်အဆင်မပြေဘူးပေါ့လေအဲ၁၀နှစ်ထက်ကြီးသွားရင်လည်းခေတ်ကာလအနေထားရဟိုကာမဂုံဘက်ကိုညှို့တဲ့စိတ်တွေများလာရင်ဦးစင်းတို့ကဒီဘက်ကကာမဂုံကိုဟိုစွန့်ခွာပြီးနေရတဲ့ level ဖြစ်ခြင်းကြောင့်ဟိုနေနိုင်ဖို့မလွယ်ဘူးအဲ့အတွက်ကြောင့်တော့ဦးစင်းတို့က၈နှစ်၉နှစ်၁၀နှစ်အတွင်းကိုပဲဦးစင်းတို့ကလက်ခံလာတာအဲ့လက်ခံတာကလည်းမိဘအုပ်ထိန်သူကနေပြီးတော့ဟိုအပြီးဝတ်ပါမယ်ဆိုတဲ့ကလေးရဲ့ဆုံးဖြတ်ချက် ဟိုကလေးရဲ့ဆန္ဒမိဘတွေရဲ့ဟိုသဘောတူဖွံ့ဖြိုးမှုအဲ့ဒါတွေပါဝင်ပြီးတော့မှဥစဉ်တော့စီစနစ်တကျလက်ခံပြီးတော့ပဲဆောင်ရှောက်တာเนาะမိဘကလည်းကြည်ပြီးတော့ခွင့်လွှတ်ပြီးတော့ခွင့်ပြုပြီးတော့ဝစ်လာတာရှိတယ်အဲတချို့ကျတော့မိဘအရင်ခွင့်မပြုတာတော့မှကလေးကဝစ်ချင်စိတ်ပြင်းပြလွန်းလို့မိဘမတက်တာလို့ခွင့်ပြုလိုက်ရတာမျိုးတွေလည်းရှိတယ်အဲ့ဒီလိုမျိုးသူတို့ကနေသူတို့ပင်ကိုယ်တရားတရားနဲ့ဝစ်လာတဲ့တာမဏေတွေကတော့တော်တော်လေးကိုဟိုသူတို့ကောင်းကြပါတယ် အဲဆင်းလုံးချော့အပြစ်ကင်းတယ်လို့တော့ဆိုလိုတာမဟုတ်ဘူး။အဲတော့ဦးဇင်းတို့အမြင်ရဆိုလို့ရှိရင်တချို့ကိုင်လေးတွေကတော်တော်အားရစရာကောင်းပါတယ်။ဟိုရည်ရွယ်ထားတာကတော့ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်တုန်းကလိုသာသနာစီပင်ဖွံ့ဖြိုးတဲ့အနေအထားဖြစ်အောင်ဦးဇင်းတို့အစွမ်းကုန်ကြိုးစားဖို့ရည်ရွယ်ချက်ရှိပါတယ်။ဆရာတော်ကြီးရဲ့ရည်ရွယ်ချက်ကလည်းအဲ့ဒီရည်ရွယ်ချက်ပါလေ။ဗုဒ္ဓမြတ်စွာရှိတော်မူစဉ်အခါကားကဲ့သို့မြတ်တမနဲ့မြတ်တမကိုကျင့်သုံးသောအရိယာမြတ်တန်ဃာတော်များနဲ့ပြည့်စုံနေဓမ္မဝိနည်း နေယာနိကသာသနာတော်မြတ်ကြီးစီပင်ထွန်းလင်းမှုအတွက်ရွေချက်ကောင်းများနဲ့သာသနာပြုဥည်ကျောင်းနိုင်ကြီးဟာခက်ခက်များများထိထိုးဝဝတည်ရှိနေတော့မှာဖြစ်ပါတယ်။ ဗုဒ္ဓသာသနာစီရန်တိတ်တူဗုဒ္ဓသာသနာစီရန်တိတ်တူဗုဒ္ဓသာသနာစီရန်တိတ်တူဗုဒ္ဓသာသနာဓမ္မဝိနည်းနေယာနိကဗုဒ္ဓမြတ်စွာသာသနာတော်သည်စီရန်ကြာမြင့်စွာသောကာလတိုင်အောင်တိတ်တူတည်တံ့ပါစေတော်သာဓုသာဓုသာဓု